မင်္ဂလာပါရှင်။လိုက်စာ TV ရဲ့ဗမာတိုင်းနာဘာသာအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။နိုဝင်ဘာ15ရက်နေ့ညရရှိထားသောသတင်းတွေကိုကျမအခုမှန်ဂျီလာကနေပြီးတော့တင်ဆက်ပြသွားပါမယ်ရှင်။စစ်ကောင်စီတပ်ကနိုဝင်ဘာ23ရက်နေ့ညနေပိုင်းတနာရီ47ဝန်းကျင်လောက်ကဖက်ကန်တမကုံကနေလက်နက်ကြီးပစ်ခတ်မှုကြောင့်အရက်တားပြည်သူနှုတ်ထိခိုက်ဒဏ်ရာရရှိပြီးနေအိမ်များလည်းပျက်စီးဆုံးရှုံးသွားကြောင်းသိရပါဗျ။ လက်နက်ကြီး၃ချိန်ပြန်မတားပြခတ်မှုကြောင့်မဆချူရစူအောင်ကြီးရွာတွေမှာကြေရောက်ပောက်ကွဲပြီးအသက်22နှစ်အရွယ်မိန်းကလေးနဲ့အသက်၈နှစ်အရွယ်ကလေးငယ်တို့ထိခိုက်ဒဏ်ရာရရှိပြီးနေရင်အချို့လည်းထိခိုက်ပျက်စီးသွားကြောင်းသိရပါဗျာ။ အဆိုပါထိခိုက်ဒဏ်ရာရရှိသူနှစ်ဦးထဲမှအသက်10နှစ်အရွယ်ကလေးငယ်ဟာထိခိုက်ဒဏ်ရာပြင်းထန်ကြောင်းလည်းသိရပါဗျ။စစ်ကောင်စီတပ်ကအော်တိုဘားလာကနေစပြီးဖက်ကန်ဘက်ကိုလေကြောင်းတိုက်ခိုက်တာတွေလက်နက်ကြီးများဗရန်ပတာပြစ်ခတ်တာတွေအဆက်မပြတ်လှုပ်ဆောင်နေပြီးဒေသခံပြည်သူအချို့ကိုလည်းဘေးကင်းရာတို့ပြောင်းရွှေ့နေထိုင်ခိုင်းတာတွေလှုပ်ဆောင်နေကြောင်းသိရပါဗျ။ ကျေယောအုပ်ချုပ်ရာဒေတာအရှိပိုင်းဌာနချုပ်မင်းကျယောင်မျိုးမှာဌာနချုပ်တုံးကူရှိကျမရေးဝန်ထမ်းများကိုပြီးသူကျမရေးအတွက်စီးပွားဆိုင်ရာကျွမ်းကျင်မှုဆိုင်ရာအသည့်ပညာပူချရေးတည်နှံပြုလုပ်ကြောင်းသိရပါဗျ။အဆိုပါတည်နှံကိုနိုဝင်ဘာ၁၀ရက်နေ့မှနိုဝင်ဘာ၁၅ရက်နေ့အထိပြုလုပ်ပြီးဌာနချုပ်တုံးကူရှိကျမရေးဆိုင်ရာဝန်ထမ်းများလာရောက်တင်ကြားမှုခံယူပြီးသက်ဆိုင်ရာဌာနချုပ်ရှိကျမရေးဝန်ထမ်းများကတင်ကြားပူချပေးကြောင်းလည်းသိရပါဗျ။ ကျမရေးနေပတ်သက်ပြီးဆွေးနွေးတံပြင်မှုများပြုလုပ်ပြီးကလေးငယ်များတွင် ဖြစ်တတ်သောယောဂများနှင့်ကလေးကျမရေးအတွက်အထူးကာကွယ်ဆေးများနှင့်ပတ်သက်တဲ့တင်ဒန်းကိုလည်းထပ်တိုးတင် जा ပူချပေးကြောင်းသိရပါသည်။အဆိုပါတင်ဒန်းကိုဌာနချုပ်တုံးကူရှိကျမရေးဆိုင်ရာဝန်ထမ်းအယောက်60လောက်တင် जा မှုခံယူကြောင်းလည်းသိရပါသည်။ ကျန်ဝအစိုးရနောက်ပိုင်းတိုင်းအုပ်ချုပ်ရာလောအောင်ဒေတာအတွင်ရှိဗီဒူများကိုကျန်ဝအစိုးရလူဝေမှုကြီးကြပ်ရေးယုံမှဦးဆောင်ပြီးမတ်ပုံတင်နဲ့အင်တာစုစည်းရင်ပြုလုပ်ပေးနေကြောင်းသိရပါတယ်ရှင်။ကျန်ဝအစိုးရလူဝေမှုကြီးကြပ်ရေးအင်မီဂရေးရှင်းမှတွားရောက်ပြုလုပ်ပေးတာဖြစ်ပြီးပြီးခဲ့တဲ့လမှာလည်းအနောက်ပိုင်းတိုင်းအတွင်ရှိကျေးရွာတိုင်းမှာတွားရောက်ကာလူဝေမှုကြီးကြပ်ရေးနဲ့ပတ်သက်ပြီးအမည်ဖွင့်ဟုတ်ပြောတာတွေလည်းကျင်းပပြုလုပ်ခဲ့ကြောင်းသိရပါတယ်။နာရှင်ခေကြတော့မိဘဗီတူများအလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေရှင်။